ဘာဟင်းမှမလုပ်ချင်ဘူးဆိုရင်ဒီလိုမျိုးငရုတ်သီးနှစ်လေးလှုပ်ထားလို့ရပါတယ်။ဒီငရုတ်သီးနှစ်လေးကိုထမင်းနဲ့စားရင်အရန်စားလို့ကောင်းပါတယ်။အရန်ကိုနှုတ်မိပါတယ်။အရင်ဆုံးအနေနဲ့ငရုတ်သီးစိမ်းငရုတ်သီးနီကျက်တုံဒီနှလုံးကိုပြင်ပြီးတော့ပြောင်နေအောင်ရေဆေးလိုက်ပါမယ်။အလဲကောင်းနေထက်ချမ်းချမ်းပြီးတော့တောက်တောက်ဆင်းလိုက်ပါ။ပြီးရင်တော့ပကံလုံးကြီးတဲ့ကိုထည့်ပြီးတော့ကျက်တုံဖြူကိုတကြားနဲ့နေလိုက်ပါမယ်။အဲဒီနောက်မှာတော့မိနစ်20လောက်နှက်ထားပေးလိုက်ပါမယ်။ဟိုးရဲကစီပူလာတဲ့အခါကျက်တုံဒီနန်နံပင်နဲ့ကျက်တုံမိတ်ကိုထည့်ထည့်လိုက်ပါမယ်။ နည်းနည်းဝါသွားတဲ့အချိန်ကျရင်နည်းနည်းပွင့်တိကျဖို့ကောင်းနေငရုတ်ကောင်းကိုထည့်လိုက်ပါမယ်။အကုံချောက်ပြီးတော့ဝါသွားရင် အကုံဆယ်လို့ရပါပြီ။တန်ငံများကြီးအကြီး၊ရှာလကာကြီး၊တန်ငံများကြီးအနောက်တွေကိုထည့်ပြုတ်လိုက်ပါမယ်။အခုချိန်မှာတော့နှက်ထားတဲ့ငရုတ်တီကို၆တွေးတဲ့ပူတွေကိုထည့်လိုက်ပါမယ်။အေးခံထားတဲ့အကြီးတွေကိုထည့်ပြီးတော့၆နာရီလောက်နှက်ထားလိုက်ရင်တော့စားလို့ရပြီနော်။ကြီးလိုက်တာတွေကိုတည်ယိုပြီးတော့စားချင်စရာငရုတ်တီနှစ်လေးပါဗျာ။ကန်တုံးရတာငရုတ်တီနှစ်လေးလုံးကြီးပြောပြပေးပါဆိုလို့တင်ပေးလိုက်ပါပြီနော်။ ။ပြီးရင်တော့ငရုတ်သီးနဲ့ကြက်တုံဖြူကိုကြိတ်ဆက်နဲ့ကြိတ်လိုက်ပါမယ်။ပြီးရင်တော့ကြက်တုံညီနန်းနန်းပင်နဲ့ကြက်တုံမိတ်တွေကိုလည်းပြင်ထားပေးလိုက်ပါမယ်။ညီပဲစီနန်းနန်းပွင့်ငရုတ်ကောင်းတစ်ချိုးကောက်တူကိုထည့်လိုက်ပါမယ်။ဒါ리고ရွှေဝါအောင်လေးထွက်လာအောင်လို့ထွက်လာအောင်လို့ကြော်ပြီးတော့ဆဲလိုက်ပါမယ်။ပြီးရင်တော့မီးပိတ်ပြီးတော့ကြက်တုံဖြူကိုထည့်ပေးလိုက်ပါမယ်။ကြက်တုံဖြူအနေငယ်ဝါသွားတဲ့အချိန်မှာငရုတ်သီးကိုထည့်လိုက်လို့ရပါပြီ။ငရုတ်သီးနဲ့ကြက်တုံဖြူရဲ့ရေတက်ခန်းသွားတဲ့အထိဝေပေးလိုက်ပါမယ်။စီတွေပြန်ကြည်လာတဲ့အခါမှာအစာပလာထည့်ပေးလိုက်ပါ စားကြက်သားမုံဘဲငံများကြီးအကြီးခယူးစီဟင်းခတ်အမွေးကြိုင်နဲ့တကြားနေနဲ့ဖြူပေးပြီးတော့မိနစ်နဲ့ငယ်လောက်ထပ်ပြီးတော့တည်ထားလိုက်ပါမယ်အခုချိန်မှာတော့စီကြီးကြီးလေးဖြစ်နေပါပြီနောက်ဆုံးမှာတော့အရင်အနှဲငယ်ထည့်လိုက်ရင်တော့ရပါပြီထမင်းနဲ့ပဲစားစားခောက်ဆွဲနဲ့ပဲစားစားအရန်ကို စားလို့ကောင်းပါလိမ့်အခုတော့ရေခဲတစ်တာရဲထည့်သိမ်းထားလို့ရပြီနော်မဲဆွေတို့လှုပ်ထားတဲ့မြစ်ချင်ကအထားမခံမှုဆိုတာဟုတ်လားအကြ ాయి ထားခံတဲ့မြစ်ချင်လုံးလေးကိုလမ်းကြုံလို့ပြောပြပေးလိုက်မယ်နော်။အရင်ဆုံးဝေလာတဲ့မြစ်တွေကိုခွန်ခွာပေးလိုက်ပါမယ်။ အပြင်ကနည်းနည်းမာတဲ့အချက်ကိုလည်းခွာပြလိုက်ပါမယ်။မဟုတ်ရင်တော့ဝါလို့မကောင်းတော့ပါဘူး။အကွန်ခွာထားပြီးသမျှကိုနှစ်ချမ်းချမ်းပေးရပါမယ်။ပြောင်အောင်ဆေးပြီးတော့အိုးထဲကိုထည့်လိုက်ပါမယ်။စားစွန်းထည့်ပြီးတော့မိနစ်6မိနစ်လောက်ရေလုံးပြုတ်လိုက်ပါမယ်။ဒီလိုလုပ်ရင်တော့အရောင်လေးပိုလှသွားပါလိမ့်မယ်။ပြီးရင်တော့ဆဲပြီးတော့ရေအေးလေးစိမ်ထားလိုက်ပါမယ်။ရေခန်းအောင်ထားပြီးမှစလုံးထဲကိုထည့်လိုက်ပါမယ်။အထဲကိုကြက်တုံဖြူငရုတ်သီးနဲ့ငရုတ်ကောင်းတကြားခဲ 90g အချင်းကြီးတည်ထားတဲ့ငရုတ်သီးနဲ့အရည်တွေကိုထည့်ထည့်လိုက်ပါမယ်။ အချင်းရမ်းကြရင်တော့ရှာလကာကြီးလေးထက်ထဲလို့ရပါတယ်ပြီးရင်တော့6သိတဲ့ပူတွေကိုထည့်ထားလိုက်ပါမယ် surprise ကိုမြစ်တွေမြုပ်သွားတဲ့ကြီးထည့်ထားလိုက်ပါမယ်နောက်ဆုံးအရက်ဖြူနည်းလောက်ထည့်ပြီးရင်ဖုံးအောင်လိုက်ရင်တော့ရပါပြီဒီနည်းနဲ့လှုပ်ထားတဲ့မြစ်ချင်ကစားလို့ကောင်းတဲ့အပြင်လာချီထားလို့ရပါတယ်ကြိုင်းနေတဲ့ဆိုရင်တော့ comment မှာအသေးပေးထားကြအောင်နော်ဒီကနေ့တော့မုံညင်းချင်လုံနီလေးတင်ပေးမယ်နော်။အရန်လွယ်တာမို့လို့အိမ်မာနေရင်လည်းလုံနိုင်ပါရဲ့။အရင်ဆုံးအနေနဲ့စလုံးတစ်ခုတည်းကို surprise ထည့်လိုက်ပါ။ surprise နဲ့လှုပ်ထားတဲ့အခြေအနေကပိုကျွတ်တဲ့ပြင်ပေါ်ပြော့အထားလဲခံပါရီငရုတ်တီးဂျင်းကြက်တံဖြူနဲ့အချင်းတဲထားတဲ့ငရုတ်တီးနဲ့အကြီးရှာလက်ကာကြီးတကြားကဲ၁၈တုံးကိုမှုေ့ပေးလိုက်ရင်တော့အချင်းကြီးလေးရလာပါပြီပြီးရင်တော့တခွားသည်မုံလာဦးနီမုံလာဦးဖြူနဲ့မုံကြီးရွက်တွေကိုထည့်ပေးလိုက်ပါမယ်၆တိတဲ့ဘူးတဲ့ကိုအရင်ထည့်စားနစွန်းထည့်ပြီးတော့အဖုံဖုံးလိုက်ပါမယ်ရေခဲတိတာထဲမှာတရက်လောက်နှက်ထားလိုက်ရင်တော့စားလို့ရပါပြီဒီလိုချင်းချင်းကျွတ်ကျွတ်လေးကိုစားကြည့်ရင်တော့မိတ်ဆွေတို့ကိုယ်တိုင်လည်းလှူစားကြည့်ပါခင်ဗျာ တရုတ်လဘပွဲရဲ့လဘကျက်တုံဖြူကိုတင်ပြပါလားဒီကနေ့ကျွန်တော်နှစ်တိုင်းလောက်ဖြစ်တဲ့လဘကျက်တုံဖြူကြွကြွလေးလုံနီးလာပြောပြပါမယ်ရင်းဆုံးအနေနဲ့ဒီလိုခင်းအောင်တန်းတဲ့ကျက်တုံဖြူကိုဝေလာပါမယ်အခွန်ခွာပြီးတော့သူ့ရဲ့ဖင်ကိုဖြတ်လိုက်ပါမယ်ဒီလိုဆိုရင်တော့လဘကျက်တုံဖြူကမြန်မြန်လေးစိမ့်သွားပါလိမ့်မယ်တကြားနှစ်စုံစားဟုဇွန်တစ်ဝက်ထက်ထည့်ပြီးတော့နေထားလိုက်ပါမယ်တကြားနဲ့စားရဲ့အချိုးကလေးချိုးတစ်ဖြစ်ပါတယ်နှစ်မိနစ်လောက်နေပြီးတော့ခြောက်သေးတဲ့ပူတွေကိုထည့်လိုက်ပါမယ်ဖြစ်နိုင်ရင်တော့အတန်အိုးကိုမတုံးပါနဲ့ ။အိုးတဲ့ကိုရှာလကာကြီးထပ်ထည့်လိုက်ပါမယ်။နီးအားပြင်းပြင်းနဲ့ပွက်သွားတာနဲ့ဘူးတဲ့ကိုလောင်းထည့်လိုက်ပါမယ်။အဖုံးကောင်းကောင်းလေးပိတ်ပြီးတော့နွေးတဲ့နေရာမှာ၃ရက်လောက်ထားလိုက်ရင်တော့စားလို့ရပါပြီ။အယောင်လေးကလည်းထူးခြားပြီးတော့စားတာလည်းကြွကြွလေးဖြစ်ပါရည်။ဆန်းလို့ကြည့်လိုက်နော်။ကောင်းမကောင်းကွန်မန့်မှာပြန်လာပြောပြပါခင်ဗျာ။